မင်္ဂလာပါခင်ဗျာဘိုးဇော်ချန်နယ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ကအပူမပါအပီခွေပြောပြပေးမှာဖြစ်ပါတယ်အတန်နဲ့ပြောပြပေးမှာဖြစ်တဲ့အတွက်အတန်ကိုပဲအထူးကိစ္စိုင်းနားဆင်စေချင်ပါတယ်ခင်ဗျာကိုလာပိုင်း29ရက်မှာဇေလာပိုင်း3ရက်နေ့အထိတနင်္လာမှတောက်ချနေ့ တပတ်စာကတ်တွေဖြစ်တဲ့ဖိုးလုံးဘိုဇော်ရဲမှာပါဝင်သမျှအရာတွေကိုကျွန်တော်တို့ဟိုဗီဒီယိုတစ်ခုလောက်ပြီးတော့တင်ပေးထားပါတယ်မကြည့်ရသေးတဲ့မိတ်ဆွေများကျွန်တော်ရဲ့ဒီဘိုဇော် channel မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကိုလည်း subscribe မနေရသေးဘူးဆိုရင် subscribe နှိပ်ထားပေးကြပါဦးဒါမှသာကျွန်တော်ဗီဒီယိုတင်လိုက်တဲ့အခါမိတ်ဆွေတို့အလွယ်တကူသိရှိကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ အခုဒီတစ်ခေါက်ပြောပြပေးမှာကလည်းကျွန်တော်အတန်နဲ့ပြောပြပေးမှာဖြစ်တဲ့အတွက်အတန်ကိုပဲဂရုတစိုင်းနားဆင်စေချင်ပါတယ်။ကိုလာပိုင်း29ရက်ကနေပြီးတော့ကျွန်တော်တို့ဒီဆယ်လာပိုင်းတရက်နေ့တနင်္လာအင်္ဂါဗုဒ္ဓဟူးဒီ3ရက်အတွင်းမှာလာနိုင်ခြင်းအလားအလာရှိတဲ့အခွေကိုကျွန်တော်ပြောပြပေးမှာဖြစ်တယ်။ကျွန်တော်လေးလာထားသလောက်ဒီအခွေအားဆိုရင် 6ကြိမ်ဆက်တိုင်းပြက်ခွင့်မရှိသေးပဲအောင်မြင်နေတာဖြစ်ပါတယ်။အကယ်၍ဆက်ပြီးတော့ပေးခဲ့မယ်ဆိုရင်တော့9ကြိမ်ပေါ့ဗျာ။အဲဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုပြောပြပေးမှာဖြစ်ပါတယ်။ခွေရမယ့်ကဏ္ဍကတော့6ခုဖြစ်တယ်။အဲကဏ္ဍကတော့အများတယ်။အဲဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ6လုံးခွေရမှာဆိုတော့ကဏ္ဍများတော့မယ်ပေါ့ဗျာ။အဲ6လုံးခွေမယ်ဆိုရင် အကွက်30ဖြစ်သွားမယ်အကွက်30အဲ့ဒီထရမှာကျွန်တော်ကြိုက်တယ်ကျွန်တော်ဆယ်ကွက်ကိုပြန်ပြီးတော့ရွေးထုတ်ပေးမှာဖြစ်တယ်ဒါကြောင့်မလို့ဗီဒီယိုကိုအဆုံးထိအကေယူတက်ဆိုင်နဲ့နားထောင်ပေးပါအောင်ခင်ဗျာကိုလာပိုင်း29ရက်ကနေဆယ်လာပိုင်း1ရက်နေ့အထိ3ရက်အတွင်း အဘူမပါအခွေ6လုံးကိုကျွန်တော်ပြောပြပေးပါမယ်သိချလေးနားထောင်ပေးပါအခွေ6လုံးကိုခွန်နေရှေ6တဖြစ်ပါတယ်ဒီအခွေ6လုံး အပူမပါအခွေ6လုံးဖြစ်ပါတယ်ကိုခွန်နေရှိ6တက်ဒီ6လုံးကိုခွေရမှာဖြစ်ပါတယ်ဒါဆိုရင်အဲမခွေတက်တဲ့မိတ်ဆွေတွေကိုကျွန်တော်အကွက်ပြောပြပေးမယ်နော်အော်အဲ့ဒီ6လုံးကို ခွေလိုက်တဲ့အခါမှာအကွက်အဲအားလိုက်မယ်ဆိုရင်တော့အကွက်30ပေါ့ဗျာအဲ့ဒီ အခွေ6လုံးနေရာမှာ ကျွန်တော်ကြိုက်တဲ့ဒီလုံးပိုင်နဲ့အဲလုံးပိုင်နဲ့ကပ်ပြီးတော့အကွက်ပြန်ပြီးတော့ရွေးပေးပါမယ်အဲလောလောဆယ်တော့အခွေ6လုံးမခွေတက်တဲ့မိတ်ဆွေတို့ကိုကျွန်တော်အကွက်ပြောပြပေးပါမယ်အဲမိတ်ဆွေတို့အနေနဲ့လိုက်ပြီးတော့မှတ်ထားလို့ရပါတယ်ဒါဆိုရင်ကျွန်တော်စပြီးတော့ပြောပြပေးပါမယ်ခင်ဗျာကိုခွန် cô nệ cô xế cô chọc cô đệ còn nệ còn xế còn chọc còn đệ နှစ်ရှိနှစ်ခြောက်နှစ်တဲ့ရှေ့ခြောက်ရှေ့တဲ့ခြောက်တဲ့ဖြစ်ပါတယ်ဒါတော့ဇောနကျွန်တော်ပြောခဲ့တယ်ဒီအဲ6ခွန်နှစ်6 6တဲ့ဆိုတော့ဒီ6လုံးကိုခွေပြီးတော့ ရလာတဲ့အကွက်တွေဖြစ်ပါတယ်ကျွန်တော်ရှာဝေထားသလား6ချိန်ဇက်တိုက်အောင်မြင်နေတာဖြစ်ပါတယ်9ချိန်ထိလည်းဆက်ပြီးတော့ပေးနိုင်တဲ့အတွက်တနင်္လာနေ့ဗုဒ္ဓဟူးဒီ3ရက်အတွင်းမှာအာကျွန်တော်ရဲ့မိတ်ဆွေတွေမိတ်ဆွေတွေရဲ့အကွက်နဲ့အဲဒီအခွေ6လုံးနဲ့မှာပါတဲ့အကွက်နဲ့တိုက်ပြီးတော့တင်ကွက်အနေနဲ့အသုံးပြုလို့ရပါတယ်ခင်ဗျာအာအခွေကတော့6 9 8 6 1 အဘူမပါ အခွေ ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဒီ၃ရက်အတွင်းမှာအထူးကယူဆိုင်ရမယ်အဲပတ်တီကိုပြောပြပေးမယ်နော် အထူးကယူဆိုင်ရမယ်ပတ်တီကကျွန်တော်ဟိုအထူးကယူဆိုင်ရမယ်ပတ်တီကနှစ်ပတ်တီဖြစ်ပါတယ် တောင်ရအတွင်းမှာအထူးကိယဆိုင်မဲ့ပတိယနှစ်ပတိဖြစ်ပါတယ်ကျွန်တော်ကဒီနှစ်ပတိကိုကြိုက်တာဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်ကျွန်တော်ဒီနှစ်ပတိနဲ့ပတ်သက်ပြီးတော့ဒီထဲမှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်9နှစ်ရှိမယ်9နှစ်ရှိမယ်အဲ2ရှစ်ရှိမယ်နေ6ရှိမယ်နေ7ရှိမယ်နေနဲ့ပတ်သက်ပြီးတော့9ခွက်ရှိပါမယ်ခင်ဗျာ ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုအထူးကူစိုက်စေချင်တာကတော့၃ရက်အတွင်းမှာကျွန်တော်တို့ဒီ6986တိဆိုတဲ့အအခွေခွေပြီးတော့အ ਨੇ ဆုံးတစ်ချိန်တော့ထွက်နိုင်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုဒီအခွေကိုအထူးကူစိုက်စေချင်ပါတယ်ဒီအခွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီထဲမှာအနှစ်တလုံးကို ပို့ပြီးတော့ဂျိုင်းနေတတ်တာဖြစ်ပါတယ်အဲမိတ်ဆွေတို့အနေနဲ့အဲမိတ်ဆွေတို့ဂျိုင်းနေတတ်တဲ့ ၃ရက်အတွင်းလုံးပိုင်နေရှိတဲ့ဆိုရင်ကွန်မမှာတခြားသူများလည်းရရှိအောင် မျှဝေပေးလို့ရပါတယ်ခင်ဗျာကျွန်တော်တို့တပတ်စာကတ်ဖြစ်တဲ့ဘိုလုံးဘိုဇောကတ်တွေကိုလည်းမကြည့်ရသေးဘူးဆိုရင်လည်းကျွန်တော်တို့ဒီဘိုဇော channel မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ အခုကျွန်တော်ပြောပြပေးခဲ့တဲ့တနင်္လာအင်္ဂါဗုဒ္ဓဟူးဒီ၃ရက်အတွင်းမှာအပူမပါအခွေကတော့ 9867ဖြစ်ပါတယ်6ချိန်စတိုင်အောင်မြင်နေတာဖြစ်တဲ့အတွက်9ချိန်မှလည်းစပြီးတော့ပေးနိုင်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီ3ရက်အတွင်းမှာကျွန်တော်ပြောတယ်အဲအခွေနဲ့မိတ်ဆွေတွေရဲ့အကွက်နဲ့အဲတိုက်ပြီးတော့တင်ခွက်နေနဲ့လည်းအသုံးပြုလို့ရပါတယ်ခင်ဗျာ အခုက3ရက်အတွင်းမှာလာနိုင်ခြင်းအလားလာကောင်းတဲ့အပူမပါ အခွေကို ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြန်ပြီးတော့မျှဝေပြောပြပေးခဲ့တာဖြစ်ပါတယ်။အဲဒီအခွေ6လုံးအကွက်များတဲ့အတွက်အဲမိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့အဲဒီတင်ကွက်တွေနဲ့တိုက်ပြီးတော့ရွေးချယ်အသုံးပြုလို့ရပါတယ်။အဲနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်ဒီအခွေကိုပရိတ်နဲ့ကပ်ပြီးတော့အကွက်အဲနေနိုင်တဲ့များနေအောင် ပြန်ပြီးတော့ပြောပြပေးမှဖြစ်ပါတယ်။ အခုဖူဒီယိုကိုကေယုတဆိုင်အဆုံးထိတေချာနားထောင်ပေးခဲ့တဲ့အတွက်လည်းမိတ်ဆွေတအူးတယောက်ချင်းစီကိုကျွန်တော်ပို့ဆောင်မှာဂျေဆုအထူးပဲတင်ရှိပါရခင်ဗျာ